Oh. Hello vlog ရှင်ပါရှင်။အာဒီတစ်ခါ vlog လေးကတော့ရှင်ဘန်ကောက်ကိုသွားထားတဲ့ vlog လေးပါ။ရှင်ရမောင်လေးဘန်ကောက်မှာ camp နဲ့ရောက်ဝင်ရမှာမို့လို့သူကို live ပို့ရင်းနဲ့ဘန်ကောက်ကိုရောက်ဖြစ်သွားပါတယ်။အာလေးစိတ်အထွတ်မှာတော့ main click တွေကတော့အလောက်ကြီးအစစ်စေးမရှိပေမဲ့အာရှင်ရမောင်လေးကိုတော့နည်းနည်းတော့စစ်တယ်ပေါ့နော်။အာပြီးတော့ရှင်တို့ကညနေလေးရင်ဘန်ကောက်ကအပြန်ကိုလည်းညဘက်လေးရင်ဖြတ်ထားတော့လက်မှတ်ကလည်းနည်းနည်းစည်းတက်တာပါတယ်။ပြီးတော့ DDAC ကိုကြိုးဖြစ်ထားတာဆိုတော့ Thai Bank Immigration မှာတော်တော်လေးအဆင်ပြေပါတယ်။ ောင်လေးကကန့်နှဲ့ရဲ့ဝင်ပြီးတော့ရှင်ကတော့ရှင်ရဲ့တငယ်ချင်းနေနဲ့မုတ်တီစားပြီးတော့စကားရင်းအများကြီးပြောပါမယ်။ Day 1 day 1မှာတော့အရှုတ်ငယ်ချင်းရောရှုံးရောအမနေ့ပိုင်းကရှုံးကလည်း work from home ယူထားတာဆိုတော့မနေ့ပိုင်းကိုရှောက်မလဲပြစ်ပဲနဲ့အညာဘက်ကမှာဒီ buffet တက်စားရပေါ့နော်ကိုရီးယားတိုင်းကင် buffet တက်စားဖြစ်ပါတယ် day 2ဒါကတော့တောက်ဝီးလေးတစ်ဖက်ပေါ့နော်အရှုံးကမနေ့ပိုင်းကိုဈေးပတ်တယ်ပြီးညနေပိုင်းမှာတော့နမဲအရန်ချီးနေတဲ့အချိန်မှာ ဝိုင်း150လောက်စောင့်ရတယ်။နှစ်ချိန်နှစ်နာရီခွဲလောက်စောင့်ပြီးတော့မှမုတ်ကိုစားခဲ့ရပါတယ်။ Day 3 Day 3ကကြတော့ရွှေသက်ငယ်ချင်းရဲ့အကူပေါ့နော်အကူကတိုင်းမှာမြန်မာဆိုင်လေးဖွင့်ထားတော့ဆိုတော့မြန်မာတမန်လေးသွားစားတယ်သွားစားပြီးတော့စင်တာတွေပတ်တယ်မုတ်တွေစားတယ်သူနည်းကတော့ဟိုလိုမျိုးကြီးဒီလိုရှောက်လေတာတော့မဟုတ်ဘူးပေါ့နော်ရှောက်မလဲဖြစ်ဖဲနဲ့ရှုံးတော့မုတ်စားတာများတယ်မုတ်တွေစားတယ်အခုဆိုလို့ရှိရင်လည်းဒါတာမီနယ်21ကိုသွားမှာပေါ့နော်တာမီနယ်21သွားတယ်သွားပြီးတော့ဟိုကြည့်ဒီကြည့်အဟိုကြည့်ကြည့်ရှုံးဝင်ပေါက်ပြီးရတယ်ရှုံးတော့ဟာကြော့ဖဲကိုသွားပါမယ် တငယ်ချင်းတွေကသူကလည်းအစားတလိုင်းကိုကလည်းအစားတလိုင်းဆိုတော့မုတ်ဆိုင်နေပဲရောက်ဖြစ်တာများပါတယ်ကျော့ဖယ်ကိုဘာသွားလောက်တာလဲဆိုရင် ဒီရလာစားတာပါအရင်တစ်ခေါက်ကလည်းစားခဲ့ပါသေးတယ်ချင်းချင်းဆက်ဆက်လေးစားပြီးသွားပြီဆိုတော့ရှင်ကဒီထန်ဟိုလူပေါ့နော်ထန်ဟိုလူကိုဒီကိုရီးယားတွေဒီကိုရီးယားကားတွေတရုတ်ကားတွေထဲမှာစားတာမြင်တော့အရန်စားကျင်တာကိုပေါ့ကိုကလည်းလုံးမစားတတ်ဘူးအဲ့ဒါနဲ့တွေ့တော့ဝယ်စားဖြစ်ခဲ့ပါတယ်ဘတ်90ပေးရပါတယ်တငယ်ချင်းကဘတ်90ဆိုလို့သွားစားလိုက်တာဘတ်90မဟုတ်ဘဲနဲ့ဘတ်90ဖြစ်နေပါတယ်တာကတော့တချားဆိုတော့ချိုချိုလေးပေါ့နော်စတော်ဘယ်ရီကအချင်ဆိုတော့အချိုချိုချင်းချင်းလေးပါပဲစားလို့ကောင်းပါတယ် Day 4 day 4မှာကတော့ရွှေမောင်လေးကလည်း camp ထွက်ပြီးဆိုတော့သူကဒီ Sanya Park ကိုမှရှိတယ်။ Sea Life Bank က Ocean World မရောက်ဘူးလို့အဲသူ့ကိုလိုက်ဖို့ဖြစ်ပါတယ်။ ဝင်ချေးကသူက1596ဘတ်ထင်တယ်အဲသူကအဲ့ဒါကဟိုဖျောင်းရုပ်ထူးပြတဲ့ကိုလည်းတွားလို့ရတယ်ပြီးတော့ 4D လည်းကြည့်လို့ရတယ်ဝင်ဝင်ချင်းမှာဓပုံရိုက်ပေးတယ်ပြီးတော့ glass bowl လည်းစီလို့ရတယ် snack အနေနဲ့ကပပောင်းနဲ့ Pepsi နဲ့တိုက်ပါတယ်ဒီနေရာလေးကရွှေအရင်တစ်ခေါက်တော့ကငမန်းဥအခွန်လေးကိုကင်ခဲ့ရတယ်ပေါ့နော်အခုဒီတစ်ခေါက်ကကြယ်ငါးလေးကိုကင်ခဲ့ရတာပါဒီကြယ်ငါးလေးကင်ခဲ့ရ experience ကတော်တော်မှ က်ပါတယ်ဒါက2024မှာမစပြီးတော့အသေးရောက်လာတဲ့ jellyfish လေးတွေပါ jellyfish အမျိုးစား၃မျိုးလို့ထင်တယ်၃မျိုးကိုပြပေးထားပါတယ်2024နှစ်စမှာတော့ခမ်းမင်းဆိုးဆိုပြီးတော့ပြထားပါတော့ရှင်ဒီတစ်ခေါက်ကတော့တွေ့ခဲ့ရပါပြီ အဲရှင်တို့ရှောက်လဲပြီးတော့ Central World Park ကိုလမ်းလျှောက်တယ်။အဲဈေးဝယ်ရပေါ့နော်။ပြီးတော့ပတူနယ်ဘက်မှာလည်းဈေးပတ်တယ်။ညစာစားတယ်။ပြီးတာနဲ့ Icon CN ကို Cycle စီးပြီးတော့သွားပါတယ်။ Cycle စီးရတဲ့ experience ကတော်တော်မိုက်ပါတယ်။ time မှာအရှမ်းမိုက်တယ်။အော်ဘတ်65ဘတ်လားမသိဘူးအလောက်ပဲပေးရတယ်။အာတော်တော်မိုက်ပါတယ်။ Icon CN ကိုဘာသားလောက်တာလဲဆိုတော့ cruise လဲမစီးဘူး။ဒီတိုင်းပဲမျက်စိအစာသွားကြည့်တာပါ။ရှုံးမောင်လေးကတော့သူတို့ camp ကနေပြီးတော့ cruise live စီးပေးပါတယ်ရှင်ကတော့မစီးခဲ့ပါဘူး6လဲလဲပြီဆိုတော့ပြန်မယ်နေရောက်လာပါပြီရှင်တို့ကအာ flight ကိုညဘက်ဖြတ်ထားတာဆိုတော့မနေ့ပိုင်းအချိန်ရတာနဲ့အိမ်နာကိုခဏတော့ပတ်ပါတယ်အိမ်နာမှာ starbuck ရှိရတယ် starbuck မှာ coffee မတောက်ဘဲနဲ့အအေးဝင်တောက်ခဲ့ပါတယ်ပြီးတော့အချက်ကွဲမှုလေးတစ်ဖြက်ကအခု starbuck မှာက cash နဲ့မရတော့ပါဘူး card သို့မဟုတ် banking နဲ့ပဲရပါတယ် ငရတားဘန်ကောက်ခီးစဉ်လေးရတော့ဒီလောက်ပါပဲအာဒီခောက်ကအဲ့လိုအလဲတိတတ်မဟုတ်တော့လေအာအရင်ရောရှောက်မလဲဖြစ်ဘူးတငယ်ချင်းနဲ့မတွေ့ရကြတငယ်ချင်းနဲ့တွေ့တယ်မုတ်တီရှောက်စားတယ်အာဒီလောက်ပါပဲအာဒါကတော့ကျွန်တော်ဘန်ကောက်မြို့ရဲ့အလှပလေးပါညာဘက်အလှလှပပေါ့နော်ဒါကတော့ရွှေနှုတ်ရန်ကုန်မြို့ရဲ့အလှပလေးပါစပါကယ်လေးနဲ့လေလှနေတဲ့ရွှေနှုတ်ရန်ကုန်မြို့လေးပါရှင်ချစ်ချိုပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်